အသက်90ရွယ်မှာလူမမေမြေးမာလေးတွေဆန်အိတ်ထန်းကရှာကျွေးနေရတဲ့အဖိုးဦးဖုံးမြင့်အသက်90ရွယ်ဆိုတာဘဝမှာအေးအေးချမ်းချမ်းတရားအားထုတ်ရမယ့်ရွယ်ပါ။ဒါပေမဲ့လေလောကဒဏ်ရလေးလယ်နေဆန်အိတ်တွေထန်းကမြေးမာလေးကိုရှာကျွေးနေရတာကဖိုးဖိုးဦးဖုံးမြင့်ဖြစ်ပါတယ်။ကားချီမြင်းနေဆိုတဲ့မြမာရီရဲ့ရှေ့စကပုံအတိတ်ပဲလေအတော်လေးပြေဝသလိုအဖိုးဖွားရဲ့ချစ်ချင်းမြတ်တာကိုလည်းအတိုင်းဆမရှိအောင်ပေါ်လွင်စေတဲ့စကပုံပဲဖြစ်ပါတယ်။ တားတဲ့ပိုချစ်တဲ့မြေဖြစ်သူတွေပြုစုဆောက်ရှောက်ပေးနေရတဲ့ဖိုးဖွားတွေများစွာရှိတဲ့ထေကမှာလက်မတော်စိတ်ကမ်းမှာကုန်ထန်ပြီးမြေဖြစ်သူကိုရှာကျွေးနေတဲ့ဖိုးဥဖုံးကြီးကတော့တကိတ်ကိုမှတနာစရာကောင်းလာတာပါပဲလူရဲလို့ဖြစ်လာကလေးကလောကရန်ရှစ်ပါးကိုရင်ဆိုင်ခဲ့ရပြီးအခုအသက်80ကျော်တဲ့အထိမနာမနေရုန်းကန်နေရစေဖြစ်ပါတယ်မြန်မာပြည်မှာအခြေခံလူဒန်းစားတွေဟာအနစ်နာဆုံးနဲ့မသေးစားတဲ့နာဂတ်တွေချာမှကျုံတလုံးရုန်းကန်နေရတဲ့ဘဝတွေဖြစ်ပါတယ်တားစီမြေစဲဒီနိုတွေကမထွက်နိုင်တာဟာဘသူကိုပြစ်ပြောရမယ်မသိ လောက်အောင်ထိလမ်းပြောင်းနေကြတဲ့ဘဝတွေဖြစ်တယ်လို့မွေးလာပြီးတဲ့ကံကိုပဲပြစ်တင်လိုက်ခါဗုဒ္ဓဘာသာအရှူရ ဝေကျွေးမလို့ဆက်ရတယ်လို့မှန်ရင်လောကမှာလူဖြစ်လာပေမဲ့ငွေသိန်းခနဲ့တောင်မှမမြင်ဘူးတဲ့လူဘဝကိုဏီကုံချုပ်လိုက်ရတဲ့ဘဝတွေဟာဒုနဲ့တည်းရှိမတွက်အောင်များပြားလွန်လာတာပဲဖြစ်ပါရည်အသက်80ဆိုတာသားနဲ့သမီးနဲ့တူဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းကာနောက်ဆုံးထွက်သွက်ငြိမ်းချမ်းစေဖို့တရားဘာဝနာပွားရင်းနဲ့ငြိမ်းငြိမ်းချမ်းချမ်းနေရတော့မယ့်ချိန်ရောက်နေပြီပဲဖြစ်ပါရည်ဒါပေမဲ့ခုတွေ့ရှိတဲ့ဥဖုံမြင့်ကတော့အသက်ကြီးရတော့လုံနေတလောက်လုံရင်းနဲ့မြေဖြစ်သူတွေကိုလီထန်းကရှာကျွေးနေရစေဖြစ်ပါရည် ရန်ကုန်မြို့ရဲ့စိတ်ကမ်းကြီးတွေမှာကုလီလူလိုတဲ့အလုပ်တွေဟာ ူ့အတွက်တော့ရွှေရင်ဖြစ်ခဲ့ပြီးတော့စံရေးတိတ်ကိုငွေနေရာနဲ့ကြီးကြီးပွပွထမ်းပေးနေကြတာပဲဖြစ်ပါတယ်။မူရန်လန်ကလေးတယောက်ရဲ့မုံဘိုးဟာငွေ9000နဲ့1000ကျားရောက်နေချိန်မှာအသက်80ရွယ်ဖိုးတယောက်ရဲ့စံတအိတ်ထန်းကားကချိုးချင်းတလုံးစာမရှိတဲ့ငွေနေရာဖြစ်နေခဲ့ပါတယ်။ဒီချိန်မှာပေးရတဲ့သူကိုပဲပြစ်တင်ရမလားတက်လာတဲ့ကုန်စင်းတို့ကိုပဲပြစ်ဖို့ရမလားမသိပေမယ့်ငွေနေရာကိုခါပေါင်းများစွာပေါင်းပြီးတော့ငွေ1000ရဖို့တီးတဲ့လောက်ပညာလေးနဲ့တွက်ချက်နေတဲ့ဖိုးကတော့သူ့ရဲ့တနေတာလိုအားကငွေ1000ဖြစ်တဲ့အထိအကောင့်90မထမ်းနိုင်ကြောင်းပြောပြီး တော့ဝန်ထမ်းနေကြတာပဲဖြစ်ပါတယ်။ဒီလိုနေရာမှာစန်တအိတ်ကိုငွေထောင်ကနေမပေးချင်ရင်တောင်မှငွေ900လောက်ထိတိုးပြီးတော့ပေးလိုက်ရင်စီးပွားရေးသမားလည်းစီးပွားမပြတ်သွားသလိုငွေ300ပိုးလာတဲ့အဖိုးအိုရဲ့လောကဟာလည်းထူးပြီးတော့များမသွားပေမဲ့တနေ့ဝန်းစားတော့အနေငယ်ခြောက်လေသွားမှအမှန်ပါပဲ။ဒါပြင်ဖိုးကသူတို့ရဲ့အတွက်ရှာနေတာမဟုတ်ပဲအသက်၄နှစ်ရွယ်လူမမေကလေးအတွက်လည်းရှာနေတာဖြစ်ပါတယ်။ဖခင်ဖြစ်သူကလည်းရက်သားကလေးရွယ်ကလေးကပြတ်သွားခဲ့ပြီးမိခင်ဖြစ်သူရဲ့စောက်ရှောက်မှုကိုမရခဲ့တဲ့မျိုးလေးတွေ တနေ့အခါ90ကောက်ရေရနိုင်ဖို့အတင်းနေရတာပဲဖြစ်ပါတယ် ဒီကလေးငယ်လေးကိုဘွားကိုထိနိုင်ဖို့နောက်ထပ်၁၀နှစ်လောက်ထိရုန်းကန်ပေးရမှာဖြစ်တဲ့အကြောင်းကိုလည်းတက်ပြင်းမောချကမရေရာတဲ့ရွေချက်လေးကိုလည်းအားခဲပြီးပြောလာသေးတာဖြစ်ပါတယ်။တတိယတနေ့မြစ်တရာတဲ့ကုန်စင်းနှွေးကြားမှာစန်တအိတ်ကို၂၀၀ကိုလီထန်ပြီးတော့မြေဖြစ်သူတွေနောက်ထပ်၁၀နှစ်လောက်ဆက်ရုန်းကန်ပေးအောင်မေအသက်၈၀ရွယ်အဖိုးဥဖုံးမြင့်ရဲ့ဘဝလန်းခီးချမ်းတဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။အာဘိနာစင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။